mouse တလုံးမှဆိုရင်ကျွန်တော်တို့ left click နဲ့ right click ဆိုပြီးတော့နှစ်ခုရှိမယ်ဘယ် click ရဲ့ညာ click ရဲ့ပေါ့နော်ပုံမှန် click နှိပ်ပါလို့ပြောရင်ဘယ်ဘက်က click လေးနှိပ်မယ်ညာ click နှိပ်ပါ right click နှိပ်ပါလို့ပြောရင်နော်ဒီဘက်ကညာဘက်က click လေးနှိပ်မယ်နော်အလေကောင်က ဘိန်းလုံးလေးကိုတော့ sacro wheel လို့ပြောပါတယ်။နောက်ပိုင်းကျွန်တော်တို့ဒီ sacro ဆွဲကြည့်တင်တဲ့ခါမျိုးဆိုဒါလေးသုံးမယ်။ Okay click နှိပ်ပါလို့ပြောရင် left click နှိပ်မယ်။ double click လို့ပြောရင်လည်းကျွန်တော်ကနှစ်ချက်နှိပ်ခိုင်းတာဖြစ်တဲ့အတွက်ဒီ bevel click ကိုပဲနှစ်ချက်နှိပ်ပေးပါမယ်။ညာ click လို့တီးတန့်ပြောမှ right click လို့တီးတန့်ပြောမှညာဘက်က click လေးကိုနှိပ်ပါမယ်။နော် mouse ကင်တဲ့ပုံစံလေးကဒီလိုလေး လမနဲ့လက်တကြွယ်လေးနဲ့ဒိန်ကိုင်းလက်ညိုးလက်ကလေးလေးအတင်းပေးပါနော်ပြီးတော့ပုံမှန်ကလစ်နှိပ်ပါလို့ပြောရဲဆိုရင်ဒါလေးကိုနှိပ်ခိုင်းတာလက်ညိုးလေးနဲ့နှိပ်ခိုင်းတာနော်အော်ပြီးတော့ right click ဆိုရင်လက်တချို့မားတတ်တာကလေအာ right click ကိုလည်းလက်ညိုးနဲ့လာနှိပ်တတ်တာရှိတယ်နော်အဲတချို့အာလက်ညိုးနဲ့လာနှိပ်တယ်ဆိုရင်လွဲတယ်ဘာနဲ့ပဲနှိပ်ရမလဲဆိုရင်လက်ကလေးလေးနဲ့ပဲနှိပ်ပေးမယ်နော်အာညာကလေးဆိုရင်လက်ကလေးနဲ့နှိပ်ပါဘေးကလေးဆိုရင်လက်ညိုးနဲ့နှိပ်ပါဘိန်လုံးစကရူဘိန်လုံးလေးကိုတော့ကျွန်တော်တို့လက်ညိုးလေးသုံးပါမယ် နော်လက်ညိုလေးကိုတုံးပြီးတော့အာဘိန်းလုံးလေးလိမ့်ပါမယ်ကလောဆယ်တော့ဒီဘိန်းလုံးလေးကတုံးစရာမလိုသေးပါဘူးနော်အဓိကကကျွန်တော်တို့ mouse ကင်တဲ့အခါမှာအာ mouse ရွှေ့တဲ့အခါမှာလက်ကဝေးရဲ့အရှိပိုင်းလေးပဲဆွဲရွှေ့မယ်ဒီဒီ area လေးရဲ့အရှိပိုင်းလေးပဲနော်ဒီလိုလေးပဲဆွဲရွှေ့မယ်တချောင်းလုံးကိုဟိုဘယ်ညာကြီးမရွှေ့ဘဲနဲ့လက်ကဝေးအရှိပိုင်းလေးကိုပဲတွားပြီးတော့ရွှေ့ပေးပါမယ်ဘယ်ညာလေးရွှေ့ပါမယ်နော်